ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီနေမင်းကြီးကကျမတို့ဘာပြောချင်တာလဲမသိဘူးတရက်ထက်တရက်ပိုပြီးတော့ပူပြင်းလာတယ်ကျမတို့လိုဆင်းရဲတဲ့သူတွေကပဲဒီလိုဒုက္ခခံနေရတာကျန်တဲ့သူတွေကတော့ AC တွေကိုလာတွေနဲ့ AA စီစီအနားယူနေကြတာ အမေပြောတာမှန်တယ်အခုတော်တော်ပိုပိုပြီးပူလာနေတယ်သမီးဆိုချွေးတော်မသိတော့ဘူးဒီခန္ဓာအောင်ကျူးစားကြဖို့နေတိုင်းအပူရန်ကိုပဲအပြစ်ပြောလို့မှမရတော့ချွေးမကိုကြည့်လိုက်ဒီလောက်ပူအိုက်နေတာတောင်ငါတို့အတွက်မီးမွေပြီးထမင်းဟင်ချက်ပြုတ်နေရတာကျမသိပါတယ်ချွေးမလည်းမနေ့ကရုံးကန်နေရမှာအပူချိန်တအားမြင့်တက်နေတဲ့ချိန်မှာမီးပိုနားမှာထိုင်ပြီးအလုလုဖို့ဆိုတာလွှဲတာမဟုတ်ဘူးဒါပေမဲ့ချွေးမလေးကအားလုံးအစဉ်ပြေချောမွေအောင်လှုပ်လိုက်တာပဲကျမလို့အဖွားကြီးကတော့အပူတန်းအရှင်လို့ပဲတီးခတ်နိုင်တော့မလဲ ခဏကြာရင်းနောက်မှာတော့တီတိကအားလုံးအတွက်ချက်ပြုတ်လို့ပြီးသွားပါတော့တယ်။ဓမီသားစုလုံးကလည်းထမင်းစားဖို့ထိုင်လိုက်ကြရတာပေါ့။ရှားတီဥတုဝပူအိုက်တော့ထမင်းစားချင်စိတ်တော့မရှိတော့ဘူး။အဲ့ဒီအပြင်အိမ်မှာရေအေးလေးလည်းမရှိဘူး။ပူပူလောင်လောင်ထမင်းကိုစားပြီးရင်လည်းရေပူတောက်ရသေးတယ်။တန်တာတမီးရလေကလေးတွေတောင်ပူဆိုးနေသေးတယ်။ကလေးတွေကိုကြည့်လိုက်။သူတို့ဟာသူတို့တဲတဲဆိတ်ဆိတ်နဲ့ထမင်းစားနေကြတာ။ကလေးတွေကချွေးမလိုမျိုးပဲတီးခံနိုင်ကြတယ်လေ။ ဒါကြောင့်အချိန်တိုင်းပွားစီပွားစီမလုပ်ကြဘူး။သမီးလေးတီရီသမီးကမိဖို့ဘေးမှာထိုင်ပြီးအချိုင်းချက်ပြွားတော့တကူလုံးလက်နေရဲလာပြီ။အဲ့လိုသာဆက်ဖြစ်နေမယ်ဆိုရင် သမီးနေမကောင်းဖြစ်သွားလိမ့်မယ်။ဘယ်တက်နိုင်မလဲမေရဲ့။မိသားစုအတွက်တော့ချက်ပြွားမှာပဲလေ။ရာသီဥတုကတအားပူလိုက်တော့တလောက်တော့ခံရမှာပေါ့မေရဲ့။သမီးသာနေမကောင်းဖြစ်ရင်အဖေတို့အတွက်ပါပြဿနာရှိသွားနိုင်တယ်။စိတ်မပူပါနဲ့အဖေ။သမီးတို့ထမင်းစားပြီးရင်တော့ရောက်သွားကြမယ်လေ ိုက်မှာလင်းငင်းခံလိုက်ရင်နေမကောင်းဖြစ်တော့မှာမဟုတ်ဘူး။အနီးရအိမ်တွေမှာတော့ AC တက်ပြီးအနားယူနေကြတာ။သမီးတို့ကြတော့လင်းငင်းခံဖို့အတွက်ခြေညောင်းခံပြီးအဝေးကြီးကိုရှောက်ရတယ်။တန်တာညီမလေးကျေးဇူးတင်လိုက်။အမတို့ရွာမှာပန်းတွေနဲ့လှပပြီးတော့သီးရွက်တွေနဲ့စိမ်းလန်းဆူပြေးပြီးအေးချမ်းနဲ့တော်တော်ရှိရာ။အဲ့တယောက်ကလေအချိန်နဲ့အပြစ်ပြောဖို့ပဲတည်တယ်။နားထောင်တန်တာ။အမေတို့အားလုံးကတောကိုသွားကြမှာ။နေသား AC တွေကိုလာတွေလိုချင်နေဆိုရင်အိမ်နီးနားချင်းအိမ်ကိုသွားလိုက်။ အဲ့ဒီမှာနင်လို့ချင်တာအလုံးရလိုက်မယ်ဒေါ်လိုက်တော့မြစ်တာနင်တို့အလုံးအပူတန်းကိုမခံနိုင်မိဒေါသထွက်ပြီးစူပူနေကြတာဦးပညာရဲ့စကားကိုနားထောင်ပြီးတော့အလုံးကတိတ်သွားပါတော့တယ်စားတောက်ပြီးတဲ့နောက်မှာတော့သူတို့တမိသားစုလုံးကနေပူတန်းကနေကာကွယ်ဖို့အတွက်ခေါင်းပေါ်မှာတာလဘက်တစ်ခုကိုကင်ပြီးတောဘက်ကိုသွားလိုက်ကြပါတော့တယ်သူတို့မိသားစုကိုကြည့်မရတဲ့အင်းနီနာချင်းတွေကဒီနေ့ပေါက်ကနေကြည့်ပြီးအပြစ်ပြောနေတော့တာပေါ့ဒီတောကြိုက်တဲ့မိသားစုကတောထဲကိုပြန်သွားနေပြန်ပြီ ဲ့လူတွေကလေပတ်စံနည်းနည်းလောက်ရှာပြီးတော့အိမ်အတွက်ကိုလာတွေပါတွေဝယ်မှမစင်းစားဘူးအပြင်းခုဖို့ပဲတည်တယ်အမေရဲ့တခြားသူအကြောင်းအပြစ်ပြောပြီးတော့ဘာလို့အကုတုံရှာနေမှလဲအပြင်းရနယ်လေပူတွေကအိမ်ထဲဝင်နေတာပတင်းပေါက်ပိတ်လိုက်မယ်အမေလားအဲကွန်ဖွင့်မယ်အနားယူလိုက်မဟုတ်ရင်နေမကောင်းဖြစ်သွားလိမ့်မယ်အဲ့လိုပြောပြီးတော့ယူဝေကသူ့ရဲ့ရောက်ခမကိုခေါ်ပြီးတော့တွားလိုက်ပါတော့တယ်ဥပညာတို့မိသားစုကလည်းတောင်းလေးကိုရောက်လာကြတော့တာပေါ့ ဲ့ဒီတိုးလေးကအရင်ကလှပါပါတယ်။ရာသီရာသားတွေဟာမကြခဏအဲ့ဒီတိုးလေးကိုသွားလိရှိကြပါတော့တယ်။အဲ့ဒီတိုးလေးဟာအမျိုးစုံသောပန်းပင်သစ်ပင်တွေအပြင်စီးဆင်းနေတဲ့မြေတစင်းတွေအတူအရင်ကလည်းလှပါပါတယ်။အဲ့ဒီတိုးလေးရဲ့အလှကို စာဖွေးလို့တောင်မမိနိုင်ပါဘူးလေကွယ်။ဒီတိုးလေးဘလောက်ပဲကြည်ကြည်ကြီးမဝောက်ဖြစ်နေတယ်။ပြီးတော့တီယိုလာပြီးရတဲ့အီချမ်းမို့ကလေ AC တောင်ပေးနိုင်မှမထင်ဘူး။ဟုတ်တယ်။ပြီးတော့လေဒီတော့ပန်းရက်နဲ့လေးတွေနဲ့အမြဲတမ်းမှွေးနေတာ ဒီတော့တာအမေတို့ရဲ့အိမ်ဖြစ်ကောင်းမှာပဲအဲ့ဒါဆိုလူတွေရဲ့အတင်းစကားတွေနဲ့အပူတန်ခံရမှာမဟုတ်တော့ဘူးဒီလိုနဲ့ပဲသူတို့တမိသားစုလုံးကဒေါ်ရီမှာချိန်ဖြုံးလိုက်ပါတော့တယ်ညနေရောက်တဲ့အချိန်မှာတော့အိမ်ကိုပြန်ရောက်လာကြပါတယ်ဒါပေမဲ့အရင်အတိုင်းပဲပူအိုက်နေတော့တာပေါ့ကဲသမီးတို့အားလုံးငရဲပြည်ကိုပြန်ရောက်လာကြပြီ သမီးသားလှုပ်လို့ရရင်လေအိမ်ရယူပြီးတော့တော်ထဲမှာပဲတွားအိတ်လိုက်ချင်တယ်အနည်းဆုံးတော့အေးအေးချမ်းချမ်းအိတ်ပြော်တာပေါ့ ပြီးတော့ဒီပန်ကလည်းအတန်မဲပေးတာဒီအေးပေးတာမဟုတ်ဘူးဟုတ်တယ်သမီးအဖေတို့တောထဲမှာရှိတုန်းခဏတော့စေအေးလက်အေးနေရတယ်အဲ့လိုမျိုးချင်းချင်းစကားပြောနေတဲ့အချိန်မှာတိတိကထမင်းခုဖို့အတွက်ပြင်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာညစာအတွက်ချက်ထားတဲ့ဟင်းလျော်တွေကအပူတန်းကြောင့်နန်းသွားတာကိုတွေ့သွားပါတော့တယ်ဒီအပူတန်းကြောင့်ပဲဒုက္ခခံနေရတာကိုရဲရင်ကလာတော့မှနဲ့တူတယ်နောက်တစ်ခါပြန်ချက်ပြုတ်ရအောင်မယ် ခဏကြာရင်းနောက်မှာရင်းရင်ကအလုတ်ကနေအင်ကူပြန်ရောက်လာခဲ့ပါတယ်။တီရီလည်းနောက်တစ်ခါပြန်ပြီးချက်ပြုတ်ရတော့တာပေါ့။ဘာလဲတီရီအခုမှထမင်းချက်နေရလား။မဟုတ်ရပါဘူးရှင်။နေ့လျာချက်ထားတဲ့ဟင်းတွေကပြတ်သွားလို့လေ။အဲ့ဒါကြောင့်နောက်တစ်ခါပြန်ချက်နေရ။ဒီနေ့အပူရှင်ကြောင့်မယ်အိမ်မှာတစ်ခုပြီးတစ်ခုပြက်စင်းနေရတာ။ဒီနေ့အလုတ်ကနေပြန်လာနောက်ကြတော့ရေခဲတော်ဝဲလို့မရခဲ့ဘူး။ဖေးရေခဲဝဲလာခဲ့လားရင်တမင်ရေခဲရေတောက်ချင်လို့။ဒါရေခဲကန့်ချင်တာ။ မြေလေးသူရာနဲ့တစ္ဆာအဖွားစီကိုလာခဲ့အောင်ဒီနေ့မြေလေးတို့ရဲ့အဖေဟာရေခဲဝယ်မလာခဲ့ဘူးလက်ပြန်ကြတော့ဝယ်လာလိမ့်မယ်ဒါပေမဲ့သူရာနဲ့တစ္ဆာတို့ကမနေ့ကလေးကရေခဲကိုစောင့်နေတာဖြစ်တဲ့အတွက်ဝယ်မလာတာကြောင့်ကြီးကြကြတော့တော့ပေါ့သူတို့ချုပ်လို့ရမှာမဟုတ်ဘူးမေရဲ့တမီပဲအိနီနာချင်းအိမ်ကနေရေခဲရှိလာသွားမေးလိုက်မယ်တမီရဲ့တမီလည်းသိသားနဲ့အိနီနာချင်းတွေကအစတည်းကအမေတို့ပေါ်စေတနာရှိရမှာမဟုတ်ဘူးတမီတို့ပါရေခဲအတွက်နဲ့ပြစ်ပြောမှအမေမလို့ချင်းဦး ော်မြတ်တာဟာရေခဲသွားမတောင်းဖို့ကြားလိုက်ပါတော့တယ်။အဲဒါကြောင့်တန်တာလေးကလေးတွေကိုစိတ်ပြောင်းအောင်လို့စော်ကစားပေးလိုက်တော့တာပေါ့။အဲနောက်မှာတမိသားစုလုံးကထမင်းစားပြီးတော့အိတ်လိုက်ကြပါတော့တယ်။တလောက်ပူနေတဲ့ကျန်းပြစ်မှာဘလို့မှအိတ်ပြော်မှာမဟုတ်ဘူး။ကျန်းပြန်တအားပူတာပဲ။အဲ့ဒီကျန်းပြစ်ပေါ်မှာဖျားလေးခင်မိအိတ်နေရတာ။ဖရာကြီးတနေ့ကုန်လုံးလေးပူအိုက်ပြီးသွားပြီပဲဘူး။ခဏလောက်တော့အိတ်အောင်လုပ်ပေးပါ။တမိသားစုလုံးရဲ့စကားတွေကိုနားထောင်ပြီးတော့ ရင်ရင်ကသူ့ကိုယ်သူရှက်မိနေပါတော့တယ်။အမေ၊တမီးရဲ့ခါရတအားရပြီးတော့နာနေတယ်။ကလေးတွေရဲ့စကားကိုနားထောင်ပြီးထပြီးတော့ကြီးလိုက်တဲ့အချိန်မှာတော့ကလေးတွေရဲ့တကူလုံးကမိတွေနဲ့ပြည့်နေတော့တာပေါ့။အဲဒီအချိန်မှာတမီးသားစီလုံးကဝမ်းနေသွားကြပါတော့တယ်။အမေတို့ကအရွယ်ရောက်တဲ့သူတွေဆိုတော့အပူတံတီးခံလိုက်လို့ရတယ်။ဒါပေမဲ့ကလေးတွေကြာအားနေတယ်လေ။ဘလို့လို့ပြီးတီးခံနိုင်မှလဲ။ ီလိုနဲ့ပဲတမိသားစုလုံးဟာစိတ်ညစ်ညစ်နဲ့တညတောင်ကိုဖျက်တမ်းလိုက်ပါတော့တယ်။နောက်နေ့မနက်မှာအားလုံးကတိုးရင်းမှသွားနေဖို့ဆုံးဖြတ်လိုက်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ပို့ကာတိုးရင်းကိုထွက်လာခဲ့ကြပါတယ်။ဒီနေ့တနေ့ကောင်လုံးတိုးရင်းမှာပဲအနားယူကြမယ်။တမိဟာကလေးမျိုးလုံးရဲ့မိတ်တွေတတ်တာသွားဆေးရွက်တွေချိန်ပြီးလိမ့်ပေးလိုက်မယ်။အဲ့ဒါမှသူတို့မိတ်တွေပျောက်သွားမှာ။အဲ့လိုပြောရင်းနဲ့တော်ရင်ကိုရောက်လာတဲ့အချိန်မှာတော့တော်ရင်မှာဒိုအီမားနဲ့ယူဝေတို့မိသားစုကကြိုးရောက်နေပြီး အေးအေးဆေးဆေးလက်ဖက်ရည်တောက်နေကြရတာပေါ့ဟိုမှာကြည့်လိုက်ငပြင်းမိသားစုတွေလာပြီသူတို့ရဲ့ပစ္စည်းတွေကိုယူလာတာပဲအိမ်မှာဘာမှမရှိရနဲ့တောထဲကိုရင်ကော့ပြီးရောက်လာကြတော့တာပဲဟဲ့ဒီတောကိုနင်းပိုင်တာမဟုတ်ဘူးနော်အဲ့ဒါကြောင့်ဒီလိုအတိတ်ပဲမရှိတဲ့စကားတွေလာမပြောနဲ့အဲ့ဒါဆိုဒီတောကိုနင်းပိုင်တာလားအဲ့ဒါဆိုလဲဒီတောထဲမှာပဲတာဆန်တွေလိုနေလေဘာလို့ရက်ွက်ထဲမှာနေပြီးတော့ငါတို့ရက်ွက်ကိုနာမဖြတ်ချင်ရလဲယူဝင်နေအေးမနင်းတို့ရဲ့အိမ်မှာ AC ရှိရမလား ဘာလို့ဒီမှာလာပြီးထိုင်နေရလဲဟဲ့ငါတို့တီယိုလာတယ်ဆိုတာလင်းချင်းခံချင်းလို့မဟုတ်ဘူးစိတ်ပြေလက်ပြောက်လာခဲ့တာပဲအခုတော့နင်တို့လိုအရှက်မရှိတဲ့လူတွေရောက်လာတော့ပို့ပြီးတော့တောင်စိတ်ညစ်သွားပြီအမေရဲ့အဲ့လိုလူတွေနဲ့စကားပြောပြီးအချိန်ကုန်မဲ့စားအိမ်ကိုပြန်ပြီးတော့ပဲ AC ကိုလာဖွင့်ပြီးတော့အနားယူတာပိုကောင်းမယ်အဲ့နောက်မှာ UV ဒိုအီမာနဲ့ဒိုဆုဟီတို့ကမျက်နှာပုံသူပြီးထထသွားလိုက်ကြပါတော့တယ် အဲ့လူတွေကလေအဖေတို့ကိုဟိုမာရော့ဒီမာပါအေးအေးဆေးနေဝင်မပေးကြဘူးသူတို့သွားလိုက်ပြီဆိုတော့တမီးတို့ဒီမာအေးအေးဆေးဆေးအနားယူလို့ရသွားတာပေါ့အဲ့နောက်မှာတီတီကထင်းချောင်းနေနဲ့မိမွေးပြီးတော့ချက်ပြုတ်လိုက်ပါတော့တယ်တမီးသားစုလုံးကတော့အလေးမှထိုင်ပြီးစားတောက်လိုက်ကြရတော့တာပေါ့တကယ်ပါဒီတော့လေးရတာတမီးတို့ရဲ့အိမ်ဖြစ်ကောင်းပါပဲလုံးဝအေးချမ်းနေရောပဲနောက်ရက်မဲ့သူလည်းဘယ်သူမှမရှိဘူး တန်တာရဲ့စကားကိုနားထောင်ပြီးတီတိကအကြံတစ်ခုကိုစဉ်းစားမိသွားပါတော့တယ်။အဲ့ဒါဆိုရင်လည်းအမေတို့ရေတောဘဲအိမ်လို့တတ်မှတ်လိုက်ကြမလား။သမီးရဲ့ဘာလို့ဟိုယူနေတဲ့မိမတွေလို့စကားပြောနေရလဲ။မဟုတ်ဘူးအမေရဲ့သူတို့ကပြောရဲပြောတာ။သမီးကတကယ်အကောင့်ထဲပေါ်ဖို့ပြောနေတာအမေ။လူတွေကိုကြည့်လေအမေ။ဘလို့နေရာတွေမှာနေကြလိုက်လဲ။တောင်ပေါ်မှာနေတဲ့သူနဲ့ခြေပေါ်မှာအိမ်ဆောက်နေတဲ့သူနဲ့အခုကတော့မြေပြင်ပေါ်မှာပဲရှိသေးတယ်လေ။အဲ့ဒါကြောင့်တခုမဟုတ်တခုလှုပ်လို့ရနိုင်သေးတယ်။ ီဒီရဲ့စကားကိုနားထောင်ပြီးတော့တမိသားစုလုံးကလက်ခံလိုက်ကြပါတော့တယ်။အဲဒီနောက်မှာအင်ကိုပြန်သွားကြပြီးလိုအပ်တဲ့ပစ္စည်းတွေကိုပြန်ယူလာပြီးတော့တောင်းလေးကိုပြန်ရောက်လာကြပါတယ်။ဒီဒီကတုံဆိုင်မနေတော့ဘဲချက်ချင်းဆိုသလိုတစ်ပင်တွေကိုခုတ်ထက်လိုက်ပါတော့တယ်။ရရင်ကအလုကနေအင်ကိုပြန်လာတဲ့အချိန်မှာအင်တကားတော့ခတ်ထားတာကိုကြည့်ပြီးအံ့ဩသွားပါတော့တယ်။ဒါပေမဲ့တီရိကမတော်ခင်မှာစားရဆောင်ခြံထားခဲ့ပါတယ်။အိဆာကိုဖတ်ပြီးဘလို့တော့ရမလဲဆိုတာကို ရင်းရင်းကနားလေသွားပါတော့တယ်။အမေတို့အားလုံးဒီတောထဲမှာဘာလုပ်နေကြတာလဲ။အမေတို့ဦးနောက်ထဲမှာတခုခုရှောင်တွင်းနေတာဆိုရင်လေအဲ့ဒါကိုအဲ့ဒီတိုင်းထားပြီးအိမ်ပြန်ရမယ်။ဒါလေရင်းရင်းရဲ့စိတ်လျှော့ပါအောင်တခါလောက်တီရီရဲ့စကောင်းနားထောင်ကြည့်လိုက် ပြီးရင်သားအားလုံးနားလည်သွားလိမ့်မယ်။တီရီကရင်းရင်းကိုအကြောင်းစုံပြောပြလိုက်ပါတော့တယ်။တီရီမင်းယူသွားပြီလား။ဒါလက်တွေနော်စီကူးရင်ကဘာမဟုတ်ဘူး။ဒီတောထဲမှာဘလို့မှကိုလိုနေနိုင်မှာမဟုတ်ဘူး။ ကျမဖက်ကနေတခါလောက်ပဲရက်တီပေးကြည့်ပါပြီးမှရှင်အားကျမတို့လောက်တာမှားနေတယ်လို့ထင်ကျမတို့အားလုံးအိမ်ကိုပြန်သွားကြမယ်အကြာကြီးချော်ပြောပြီးတဲ့နောက်မှာတော့ရရင်ကသူတို့နဲ့အတူတောင်းရင်မှာအိမ်ဆောက်ဖို့ကိုလက်ခံလိုက်ပါတော့တယ်ဒါပေမဲ့လည်းရရင်ကတိတ်တဘောမကြပါဘူးဒီလိုနဲ့ပဲတမိသားစုလုံးပေါင်းပြီးတောင်းရင်မှာအိမ်ဆောက်ဖို့အတွက်ပြင်ဆင်လိုက်ကြတော့တာပေါ့တစ်သားတွေအများစုကိုခုတ်ထည့်ပြီးစူးစောင်းထားရပါတော့တယ်အိမ်ဆောင်ရင်းဆောင်ရင်းနဲ့ပဲတပတ်ကုန်ဆုံးသွားပါတော့တယ် တပတ်အတွင်းမှာရင်သူတို့ရဲ့တက်သားအင်းတတိလေးကိုစောက်လုလို့ပြီးစီးသွားရတာပေါ့ဒီလောက်ဆိုရင်တော့အမေတို့အေးအေးဆေးဆေးနေလို့ရပြီဒါတော့၃ရက်ပေါင်းပြီးတေချာလေးလှုပ်ထားကြတာပဲအဲ့နောက်မှာတမိသားစုလုံးကသူတို့ရဲ့တက်သားအင်းလေးမှာအေးချမ်းပျော်ရွှင်စွာနေထိုင်ပြီးနေရတီကိုဖျက်တမ်းနေတော့တာပေါ့ဒီမှာလုံးဝကိုမပူဘူးပဲဒီတက်သားအင်းလေးအောင်ဟိုမှာရှိတဲ့အိမ်ထက်အစာပေါင်းများစွာအေးချမ်းနေဒီလိုနဲ့ပဲတမိသားစုလုံးကအိမ်ပြန်မှထိုင်ပြီးစကားပြောနေတဲ့အချိန်မှာ တိုးရီကိုနောက်တစ်ခါထပ်ပြီးယူဝေးနဲ့ဒုံအီမာတို့ရောက်လာကြတော့တာပေါ့ဟေးကြည်စမ်းမအောင်ဟဲ့ငါတို့ဟာငါတို့ဒီတိုင်းပြောလိုက်တာအောင်သူတို့ကတကယ်ပဲတိုးရဲမှာနေနေကြတာပဲအဲ့ဒါကြောင့်ငါကြည့်နေတာသူတို့ရဲ့အိမ်အဆုတ်ကဘာလို့တော့ခက်ထားတာပါလဲလို့အိမ်အဆုတ်လို့ပြောနေအောင်ဒီအိမ်ကောဘယ်မှာကောင်းနေလို့လဲဒါပေမဲ့ဒီတော့ရဲမှာဒီလိုအိမ်လေးနဲ့နေတာမှသူတို့နဲ့ပိုလိုက်ဖက်တာအဲ့လိုပြောပြီးတော့သူတို့ကတိုးရဲကနေထွက်သွားလိုက်ကြပါတော့တယ် တန်တော့ကတခုခုပြောဖို့လုပ်ပေးမယ်လေတီတီကကြားလိုက်တော့တာပုံအမတို့သူတို့နောက်တစ်မျိုးနဲ့အဖြစ်ပြန်ပေးကြမယ်ဘာလို့ဆိုလို့ရလဲအမတီတီကတန်တော့ကိုသူ့ရဲ့အကြံတွေကိုပြောပြလိုက်ပါတော့တယ်အဲ့နောက်မှာရင်းရင်တီတီနဲ့တန်တော့ကိုပေါင်းပြီးတော့အဲ့ဒီအကြံအတိုင်းပဲလှုပ်လိုက်ကြတော့တာပုံအမရတီအိမ်ကိုခဏလေးပန်းဖြစ်ဖို့အတွက်မဟုတ်ပဲနေဖို့ထိုက်တန်တဲ့အထိဆောက်လုပ်ရမယ်အဲ့နောက်မှာတော့သူတို့သုံးယောက်ပေါင်းပြီးတစ်သားတွေကိုခုတ်ရင်းနဲ့နောက်တစ်ထပ်ဆောက်ဖို့အတွက်လည်းပြင်ဆင်လိုက်ကြပါတော့တယ် ဒီလိုနဲ့ပဲသူတို့ကအိမ်နောက်တစ်ထပ်ကိုပြတင်းပေါက်လေးတွေနဲ့ဝရဏလေးပါထားပြီးဆောက်လုပ်လိုက်ကြပါတော့တယ်။ရရင်ကအိမ်ရဲ့ဘေးပတ်ပတ်လေးမှာတစ်သားတွေနဲ့ခြံခန့်လိုက်ကြတာပေါ့။အမရေတခုခုလိုနေတယ်လို့မထင်ဘူးလား။ညီမလေးတို့စီမှာပစ္စည်းတွေအများရှိရဲ့လေ။အခုဆိုတစ်သားတွေနဲ့တောင်အိမ်ကြီးကြီးကိုဆောက်လိုက်တာ။အလုပ်တွေကပြီးမှမပြီးသေးတာ။လက်ဖို့ကြံသေးရဲ့လေ။အိမ်တော်မှာတီးကြီးကတွန်းလေးကနေအမျိုးမျိုးသောတည့်ရတွေကိုခူးလာပြီးအိမ်ကိုအနှံ့ဆင်းလိုက်ပါတော့တယ်။ တိရိကတရင်ပေါင်းတိနဲ့ဝရဏာရီကိုတော့ဘန်းတွင်နဲ့အလှဆင်လိုက်ပြီးသူ့ရဲ့အိယာဟောင်းလေးကိုတိရွတ်တိနဲ့အလှဆင်ပြီးတော့နူးညံ့သွားအောင်လို့လှုပ်လိုက်ပါတော့တယ်။ကြည့်ပါဦးအမတို့ရဲ့ဘန်းတွင်တိရွတ်တွေနဲ့အလှဆင်ထားတဲ့အိယာလေးကလှရမလား။ပန်ကောင်းအောင်လေးတွေတိရွတ်လေးတွေနဲ့အခင်းတွေမသိနဲ့သမီးလေးအိတ်တဲ့အိယာတိုင်းပဲ။အမရေညီမလေးတို့ရဲ့ပစ္စည်းတွေအားလုံးဘန်းတွင်တိရွတ်တွေနဲ့ပဲလှုပ်လိုက်မကောင်းလား။ဟဲ့ယူနေပြီလား။အမေတို့ကဒီမှာတရားသေးပဲနေကြမှာ။ အဲ့ဒီယာတီကုံနာနဲ့ကြိုးစားထားတာမှန်သမျှအလဟတာဖြစ်ကုန်ပါလေဘာမှမဖြစ်ပါအောင်မေတမီတို့အစွမ်းကုန်ကြိုးစားပြီးအိမ်ကိုပြင်ဆင်တဲ့နဲ့နှစ်တိုင်းနွေယာတီရောက်တာနဲ့ဒီအိုလာပြီးဖြတ်တန်းကြမယ်လေအဲ့လို့ဆိုရင်တမီတို့ရဲ့ကြိုးစားမှုလည်းအလဟတာမဖြစ်တော့ဘူးပေါ့ဒေါမြတန်လေးလက်ခံလိုက်တော့တာပေါ့အဲ့နောက်မှာတန်တာနဲ့တီးရီပေါင်းပြီးအိုးခွက်ပကံတွေကိုရှွံ့နေလို့ရင်းပန်းတွေတည့်ရွက်တွေနဲ့အလှဆင်လိုက်ကြပါတော့တယ်အဲ့ဒီပြင်တစ်သားတွေနဲ့ဘီရိုခုံကောင်တာတွေကိုလည်းပြင်ဆင်လိုက်ပါတော့တယ် အဲ့ပစ္စည်းတွေကိုလည်းပန်းတွေနဲ့ပဲအလှဆင်လိုက်တော့တာပေါ့အဲ့ဒီအပြင်တိတိကတစ်သားတွေနဲ့ခတ်ထားတဲ့ခြံထဲမှာပန်းတွေနဲ့လှူထားတဲ့ဆူပါခုံတွေကိုလည်းထားထားလိုက်ပါတော့တယ်နောက်တော့တစ်သားနဲ့ခတ်ထားတဲ့ခြံလေးကိုလည်းပန်းပင်လေးတွေနဲ့အလှဆင်လိုက်ပါတော့တယ်အဲ့လောက်ကြီးပင်မမခံပါနဲ့တမီးရဲ့ရဲ့အနေငယ်အတွင်းမှာပဲအဖေတို့လည်းဒီအင်ကိုထားပြီးတော့သွားရမှာပဲဒါရီအကုန်လုံးလည်းပျက်စီးသွားမှာပဲအဖေပျက်စီးသွားရင်တော့မှတိရွတ်တွေနဲ့ပန်းတွေပဲပျက်စီးမှာလေ တသားတော့ပျက်စီးမှာမဟုတ်ဘူးပြီးတော့လဲပန်းပင်တွေကိုသမီးအမြင့်ကနေယူပြီးတော့တေချာပြန်ဆိုင်ပြီးအလဆင်ထားတာဆိုတော့ခဏလေးနဲ့တော့မပျက်စီးလပါဘူးစေကူးထားတာချက်ပို့ပြီးတော့အိမ်လေးကလှပနေတော့တာပေါ့တီတီကရင်းရင်းရဲ့အကူကြီးကိုယူပြီးမြေကြီးတူးပြီးတော့တသားတွေနဲ့ရေစီးချောင်းကိုဖောက်လိုက်ပါတော့တယ်နောက်တော့မြေကြီးတူးပြီးမြစ်နယ်ဆက်သွယ်လိုက်ပါတော့တယ်ဒါကြောင့်နောက်ဆုံးပါတော့ရေကူးကန်တီတီလေးတခုကိုလည်းရရှိသွားပါတော့တယ်တီတီဒါရီကလှုပ်เสียပါလို့လို့လေ ဒါရီမလုတ်ဖဲနဲ့လည်းအေးစင်းနေလို့ရတာပဲဟာမင်းကဒါရီလုတ်ခမ်းပြီးတော့အချိန်ဖြုံးနေတာပဲကို့အတွက်လည်းလုံနှစပိုတယ်တားမတ်ပါလေကိုရဲရင်ရဲဒါရီမပါပဲတီအိမ်မှာအေးအေးဆေးဆေးနေလို့ရမှာမဟုတ်လားဘူးရှင်လက်သိသားနဲ့တချို့တော့သူတွေကတော်တဲ့ဝလာပြီးကျမတို့အပြစ်ဆိုနေကြတာသူတို့အဖြစ်ပြန်ပေးဖို့ဒီလိုလုံနေရတာသမီးပြောတာမှန်တယ်ကို့အိမ်မှာလည်းဒီလိုပြင်ဆင်လို့ရတယ်ဒါပေမဲ့အဲ့ဒီမှာအရင်ပူတာလေအဲ့ဒါကြောင့်ဒီအိမ်မှာပဲပြင်ဆင်ရတာပေါ့ အခုလည်းနွေရာသီပဲရှိသေးတာနောက်ထပ်လတွေလည်းဒီမှာပဲဖြတ်တန်းရမှာဆိုတော့အလဆုံးပြင်ဆင်တဲ့နယ်လေဟုတ်တယ်မြစ်တာဒီရင်ကကိုရုရဲ့အိမ်မဲလေခဏတာအနာဖြေရမဟုတ်ဘူးလုံးဝကိုအိမ်အတိုင်းပဲပြင်ဆင်ထားတဲ့နယ်အဲ့ဒါတွေကတော့ထားပါတော့ဒါပေမဲ့ဒီမှာလည်းရေအေးအေးလေးတောက်လို့ရရင်အရှမ်းကိုကောင်းမှာပဲอืมအဲ့ဒါလည်းရလာလိမ့်မယ်အဲ့လိုပြောပြီးတော့တိရိကကြံနေသေးတဲ့တက်သားတွေကိုရိုက်ပြီးတော့ရေကြီးတက်တာလှုပ်လိုက်ပါတော့တယ် ကိုရဲရင်ကျမတို့ရဲ့ရေခဲတက်တာလေးအတွက်ရေခဲတော့လိုလိမ့်မယ်။တီရီကိုမင်းကိုချီးကျူးတယ်။တတော်ကိုစဉ်းစားတက်တာပဲနော်။နောက်ထပ်ဘာရီလုတ်တက်သေးလဲ။မင်းလေးမင်္ဂလာဆောင်မဲ့ဇာအင်ဂျင်နီယာပဲလုတ်လိုက်တဲ့နော်။ဘာလို့လဲ။အင်ဂျင်နီယာတွေရောမင်္ဂလာဆောင်လို့မရအောင်လား။တီရီရဲ့စကားကိုနားထောင်ပြီးတော့ရဲရင်ကဘာမှမပြောတော့ဘဲညနာမဲ့ပြီးရေခဲဝေးဖို့တွန်းလိုက်ပါတော့တယ်။သမီးရဲ့တော်ပါတော့အိမ်လုတ်တွေလည်းသမီးပဲလုတ်တာ။ အခုဒီလောက်တွေကိုပဲသမီးကတယောက်တည်းလုံနေတာဘယ်ချိန်ဒီလုံနေအောင်မလုပ်လဲအမေသမီးငဲငယ်လေးတည်းကဒီလိုမျိုးတီထွင်ကြံစရာသဘောကျတာလေအဲ့လိုမျိုးအမြဲတမ်းလှုပ်လဲလှုပ်တယ်ဒါပေမဲ့အိမ်အောင်ကြပြီးတည်းကဒီလိုလှုပ်ဖို့အခွင့်ရအခုမှရလာခဲ့တာခဏကြာနေနောက်မှာတော့ရင်းရင်ကအကန့်အပြားတွေနဲ့ရေခဲကိုယူပြီးရောက်လာခဲ့ပါတယ်တိရိကတက်တန်းရေခဲတက်တာတွေမှာအကန့်အပြားတွေကိုထည့်ပြီးရေခဲခင်းလိုက်ပါတော့တယ် နောက်တော့ဟင်းအိုတွေကိုသင်းရွက်တွေနဲ့ပတ်ပြီးတော့ထည့်လိုက်ပါတော့တယ်။ရေအေးအေးလေးရောက်ဖို့အတွက်လည်းရေကင်းတတားလေးကိုထည့်လိုက်တော့တာပေါ့။ဒီထဲမှာဆိုရင်အစားအစာတွေရောရေတွေရောအေးနေလိမ့်မယ်။သမီးကလေအရန်ကိုတော်တဲ့တီထွင်ကြံစားတတ်တဲ့သူတယောက်ပဲ။ဒီရေကင်းတတားကိုအဖေတို့အိမ်ကိုလည်းယူသွားလိုက်လို့ရတယ်။အစားအစာတွေလည်းပြည့်စည်တော့မှမဟုတ်တလို့ရေတွေလည်းအေးနေလိမ့်မယ်။ဟုတ်တာပေါ့အဖေရဲ့။အဖေသာခွင့်ပြုမယ်ဆိုရင်သမီးပန်ကောက်ကိုလည်းတစ်ချက်လောက်လှုပ်လိုက်ရမလား။ မလုပ်ပါနဲ့တော့နောက်တစ်ခါထပ်လုံမလို့လားဘာလို့စိတ်ညစ်နေရတာလဲဒေချာလည်းကြည်လာအောင်သမီးလေးတီရီကြောင့်လည်းတလောက်ထိကောင်းကျိုးတွေခံစားနေရတာရှင်အဲ့နောက်မှာတော့တီရီကတစ်သားတွေနဲ့ကုလန်ကူလှုပ်လိုက်ပါတော့တယ်နောက်တော့မျက်နှာပြင်ကိုပန်းတွေတည့်ရတွေနဲ့လည်းအလှဆင်းလိုက်ပါတော့တယ်ပြီးတော့သူ့ရဲ့မော်တာပန်ကာအသေးလေးကိုကုလာပေါင်းလေးကိုထည့်ပြီးကုလာတလုံးဖြစ်အောင်ကိုလှုပ်လိုက်ပါတော့တယ်မင်းအဲ့ဒီကိုမျက်တွေထည့်လိုက်တာတော့ဟုတ်ပါပြီရေဦးဘယ်ကနေထည့်မှလဲ ကိုရဲရင်ဒီကိုလာအလက်ထရစ်မှမဟုတ်တာအဲ့ဒါကြောင့်အချိန်တိုင်းမြက်တွေစိုးနေအောင်လုံမဖြစ်မှာပေါ့ကူလာကိုဖွင့်သုံးတဲ့အချိန်တိုင်းသူတို့ကမြက်တွေကိုစိုးအောင်လို့လှုပ်လိုက်ပါတော့တယ်ဒါကြောင့်လည်းပဲအမြဲတမ်းကူလာကလေးအေးလေးတွေကိုထုတ်ပေးပါတော့တယ်တမိသားစုလုံးကတုံးရဲကအင်းလေးတွေမှာအေးအေးချမ်းချမ်းနဲ့နေထိုင်နေကြတော့တာပေါ့ကျင်းရင်လည်းပဲအရင်လိုပြန်ပြီးအလုပ်လာပါတော့တယ်အလုပ်ကအပြင်ရင်းရင်ကအင်းကိုပြန်နေတဲ့အချိန်လန်တဝမ်မှာဒေါ်အီမရဲ့သားဟင်းထက်နဲ့တွေ့ခဲ့ပါတယ် အခုရင်းရင်ပါလားမတွေ့ရတာတောင်ကြာပြီဘလို့ဖြစ်ဖြစ်တမိသားစုလုံးနဲ့အတူပျောက်သွားရတာလေအင်ယုံလေးတော့ခတ်ထားတယ်ဒါမဲ့အကိုတို့သွားတဲ့အချိန်ကလေးကရက်ွက်ကပူပြီးတော့အေးချမ်းသွားတယ်အကိုတို့လည်းညီတို့နဲ့အဝေးမှာနေရတော့ပူပြီးစိတ်ချမ်းသာရတယ်အမှန်တမ်းပြောရရင်လေအဲ့ဒီအင်ရင်အိမ်မှာပြန်မနေချင်တော့ဘူးအဲ့လောက်တောင်းလာဗျာပြောနေတဲ့ပုံကမသိရင်နှက်ပြီမှအိမ်ရောက်သွားတာကြာနေတာပဲအကိုတို့အိမ်ကလည်းနှက်ပုံနဲ့မချမနာပဲလာကြည့်ရင်တော့သိလိမ့်မယ် ဒါမဲ့ညီတို့လိုရုပ်ဆိုးတဲ့သူတွေကိုတော့အခုရလှပတဲ့အိမ်နားမှာတော့မရှိသေးခြင်းဘူးဒီလိုပြောပြီးတော့ရင်းရင်ကထွက်သွားလိုက်ပါတော့တယ်အဲဒီစကားတွေကိုနားထောင်ပြီးဟင်းထက်ကစိတ်ထဲမှာမနာလိုဖြစ်သွားပါတော့တယ်အဲဒီနောက်မှာဟင်းထက်ကအိမ်ပြန်ပြီးတော့ဒီเจ้าတွေကို သူ့ရဲ့အမိဒေါ်အီမာကိုပြောပြလိုက်ပါတော့တယ်ဟုတ်လားသူတို့ကအဲ့ဒီမှာပါတယ်တွေ့သွားလို့လဲဘလို့ပဲဖြစ်ဖြစ်တာဆန်တဲ့အတွက်ကတော့အနက်ပုံလိုပဲလေအမေသွားကြည့်အောင်မှာပါသူတို့ပြောတာတကယ်ရောဟုတ်ရဲ့လားလို့ နောက်နေမှာတော့ဟင်းထက်ယူဝေဒေါ်အီမာနဲ့ဒေါ်စုဟီရိုကတောတွေကိုရောက်လာခဲ့ကြပါတယ်။သူတို့ကတစ်သားနေစောက်ထားတဲ့တတိလေးကိုပဲတွေ့ရလောက်မှာပေါ့လို့တွေးပြီးရောက်လာကြပေမဲ့ပန်းတွေနဲ့လှဆင်ထားတဲ့တစ်သားအင်ကြီးကိုတွေ့ပြီးသူတို့ရဲ့အင်ကိုတော်မှဘာမှမဟုတ်တော့တယ်လို့ခံစားသွားရပါတော့တယ်။ဟမ်ဒါကဘလို့ဖြစ်တာလဲ။မကြသေးခင်အားတော့ဒီအင်လေးကတစ်သားအင်အသေးလေးမလား။ဟုတ်တယ်နော်။အရင်ကတစ်သားအင်လေးကအခုတော့နန်းတော်ကြီးလိုခမ်းနားနေပါလား။ ဒေါ်မြတ်တာကအရင်ပြန်မှသူ့ရဲ့ရဲ့နေတာကိုတွေ့ပြီးအိမ်ထဲဝင်ဖို့ပြောလိုက်ပါတော့တယ်။အော်ဝင်ခက်လေအေးမနဲ့စုဟေးကျမတို့ရဲ့ပန်းတွေနဲ့လှပတဲ့နေပြီမွေးကြိုင်နေတဲ့အိမ်လေးကနေကြိုးဆိုပါရင်နော်ဟုတ်တယ်အန်တီတို့ဝင်ခက်လေသမီးတို့ရဲ့ပန်းတွေနဲ့စီထည့်ထားတဲ့ဆိုဖာပေါ်မှာထိုင်ကြည့်လေအန်တီတို့အိမ်ကဆိုဖာတော့မှေ့သွားလိမ့်မယ်။အဲဒီစကားတွေကိုနားထောင်ပြီးတော့ဒေါ်အီမာလူရဲ့မိသားစုတွေဟာအရှက်ကွေးတယ်လို့ခံစားလိုက်ရပါတော့တယ်။အဲဒီချိန်မှာကလေးတွေကပါရောက်လာပြီးတော့ ပို့ပြီးတော့ရှက်ရအောင်ခန်းစားစီဖို့အတွက်ပါရမီလာဖြည့်ကြရတာပေါ့ NDA မှာသမီးတို့အိမ်မှာရေကူးကန်လည်းရှိတယ် ND ကူးချင်တယ်ဆိုရင်လာကူးလို့ရတယ်နော်မဖြစ်ဘူးလေမ NDA မှာကအရန်ဝတာကျွန်တော်တို့ရေကူးကန်ကျိုးသွားရင်ဘယ်လိုလုပ်မလဲအမေကကျွန်တော်တို့အတွက်လုပ်ပေးထားတာလေဟုတ်တာပေါ့ကလေးတို့ရဲ့ကလေးတို့ရဲ့အမေကကလေးတို့အတွက်ပဲစောက်ပေးထားတာတက်သားအိမ်ရေခဲတက်တာခုံတွေနဲ့ဧည့်သည်တွေအတွက်ဆိုဖာ သမီးလေးတီရီရဲ့ NDA မှာအတွက်ရေးအေးအေးလေးယူလာပေးခဲ့ပါအောင်ကွယ်။တိရီကတင်းရွက်တွေနဲ့အလှဆင်သားတွေဖန်ကွက်ထင်းမှာရေးအေးအေးလေးထည့်ပြီးတော့တိရွက်တွေနဲ့အလှဆင်သားတွေစပွေးကုန်ရှိမှထားလိုက်ပါတော့တယ်။ဘာလို့မတက်ရက်နေရလဲ။သမီးတို့ရဲ့နူးညံ့တဲ့ဆိုဖာပေါ်မှာလာထိုင်ကြလေ။ဆိုဖာနူးညံ့ရုံနဲ့မကအောင်တော့အေးလဲအေးတယ်။ NDA တို့ရဲ့တင်ပါပါအေးသွားလိမ့်မယ်။လုံးဝကိုရေခဲရေထဲထားတဲ့ဖန်ကွက်အတိုင်းပဲ။ဟာဟာ အီမာတို့ရဲ့မိသားစုကအရှက်တကွေးခံစားနေရတော့တာပေါ့ကကြီးလိုထတ်တဲ့စကားတွေကိုပြောတတ်တဲ့ဒိုအီမာနဲ့ဒိုစုဟီတို့လည်းတိတ်ဆိတ်သွားပါတော့တယ်နောက်ထပ်အရှက်တကွေးမဖြစ်နိုင်တော့တဲ့အဆုံးမှာသူတို့တမိသားစုလုံးကထွက်သွားလိုက်ပါတော့တယ်ပျော်ဖို့ကောင်းလိုက်တာဒီနေ့လေသူတို့ပဆက်တွေအကုန်လုံးပိတ်သွားကြတယ်အဲ့ဒါတွေအားလုံးကလည်းအမားကြောင့်ပဲဖြစ်နိုင်ခဲ့တာအဲ့ဒီအပြင်တက်သားတွေနဲ့လှုပ်ရှားတဲ့ပစ္စည်းတွေကိုရောင်းချလာကြပါတော့တယ် တိရိကလည်းတည့်ရတွင်နဲ့လှဆင်ထားတဲ့သုံးဆောင်ပစ္စည်းတွေကိုရောင်းချပါတော့တယ်။ယာတိဥတုပြောင်းလဲသွားတာကြောင့်တည့်ရတွင်လည်း၆တူသွားပါတော့တယ်။အဒီချိန်ကြားမှာသူတို့ကတိုးရဲကနေအင်ကိုပြန်ရောက်လာကြပါတယ်။သူတို့ရဲ့အလုပ်ကရောင်းကောင်းလာတာကြောင့်အင်ကိုလည်းချဲ့လိုက်ပြီးစောင့်လိုက်ကြပါတော့တယ်။နေရာတိရောက်တဲ့အချိန်တိုင်းတော့မိသားစုတွေအားလုံးဟာသူတို့ရဲ့ပြသရင်လေးစီကိုသွားပြီးနေရာတွေကိုကုံဆုံးကြပါတော့တယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။